အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစလို့ဒီနေရာကနေပြီးတော့ကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါထိုးဝယ်နိုင်ရှေ့မှာ Arsenal ကြောင်းပြောပြပြီး Chelsea ကြောင်းပြောပြပြီး Liverpool ကြောင်းပြောပြပြီးမနေ့ကတော့ရွှေဘကြောင်းပြောပြပြီးပေါ့နော်။အဲ့ဒီနေ့ Manchester United အသင်းကြောင်းကိုကျွန်တော်တို့ပြောဖို့အတွက်အချိန်ကြာလာခဲ့ပြီ။အဲ့တော့ Manchester United လက်ရှိခြေစွမ်းပေါ်ကော မန်ချစ်စတာယူနိုက်တက်သွားနေတဲ့လမ်းကြောင်းပေါ်ကိုကျွန်တော်အနေနဲ့ဘယ်လိုမြင်လဲဘာဒီဖြစ်လာနိုင်လဲဘယ်လိုပုံစံမျိုးတွေသွားလာနိုင်လဲဒါတွေကိုနည်းနည်းလေးဒီတိလေးဆွေးနွေးအောင်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့မန်ချစ်စတာယူနိုက်တက်အသင်းသွားနေတဲ့လမ်းကြောင်းကဒါကျွန်တော်တို့တော်တော်လေးတော့ဟို ပြောပြော mistake မှာပြောနေ mistake မှာရောက်နေသူပဲတော်တော်လေးဒါကျွန်တော်တို့ရှေ့ကိုမြင်တော့မြင်နေလမ်းတော့မြင်ရတယ်ဒါပေမဲ့ကျွန်တော်တို့ကမှုတုံ water သွားနေရတဲ့လမ်းကြောင်းတစ်ခုလို့ပဲကျွန်တော်အနေနဲ့မြင်တယ် Manchester United ကို Manchester United အသင်းရဲ့အခုလက်ရှိအသင်းရဲ့လက်ရှိခြေစွမ်းကအနည်းမြင်တက်ကြတော်တော်လေးကိုများတယ် Sir Alex Ferguson ပြီးသွားကြတဲ့က Manchester United အသင်းအနေနဲ့နှီးပြပေါင်းများစွာပြောင်းလဲတယ်ဒါကျွန်တော်အသင်းအနေနဲ့အသင်းကိုလည်းသွေးသစ်လောင်းနေဆိုပြီးကစားသမားတွေကိုဒါအတန်းကိုယာနဲ့ချီပြီးပေးပြီးဝယ်တဲ့ကစားသမားတွေကိုအဲ့ဒီနေရာမှာပေါ့နော်ဒါကျွန်တော် ကျွန်တော်တော့နောင်တာမျိုးတွေဒါမပြောဘူးသေးဘူးဒါဒီခေါက်တော့ကျွန်တော်ပြောမယ်အခုလက်ရှိမှာဒါကစားသမားတွေ United အသင်းကထွက်သွားပြီဆို United အသင်းကကျွန်တော်တို့အတွက်ခက်ခဲတယ်ကျွန်တော်တို့ကဒါပြောရပါညာဆိုဒီနေ့မှကျွန်တော် United အသင်းကိုကျွန်တော်ကာကွယ်ခြင်းနဲ့စိတ်တော်မရှိဘူးဒါပေမဲ့ကျွန်တော်တင်လက်မဟုတ်ဘူးဒါပေမဲ့တခါကြရင်ဗျာ United အသင်းကပေါ့နော်ကစားသမားတွေကိုဝယ်ယူတဲ့နေရာမှာ ကစားသမားတိုင်းက United ကိုရောက်သွားပြီဆိုရင် ဆောက်ပြင်းဖြစ်သွားတယ်လို့ပဲကျွန်တော်အနေနဲ့နည်းနည်းလေးမြင်တယ်ပေါ့ကစားသမားဒိုင်းတော်မဟုတ်ဘူးပေါ့နော်ကစားသမားတော်တော်များ United စီရောက်သွားဆိုအော်တိုဆောက်ပြင်းနည်းနည်းဖြစ်သွားတယ်လို့မြင်တယ်အချိန်တိုင်းငါလာစားရမှာပဲ United ရဲ့ selling department ကတော်တော်လေးကိုခြာတဲ့အတွက်ကြောင့်မလို့ငါတို့ကအယောင်မခံရဘူးကွာဆိုတဲ့ပုံစံမျိုးဆောက်ချိုးမျိုးတွေနဲ့တဖြည်းနဲ့ချိုးကြတယ်ဒါပေမဲ့ဒီနှစ်မှာအဲ့ဒါကိုကျွန်တော်ပြောင်းလဲမှုတစ်ခုနဲ့စပြီးတွေ့လာခဲ့တယ် United အသင်းနဲ့ဒါကြောင့်အသင်းအနေနဲ့အရှုံးခံပြီးတော့ကစားသမားကိုရောင်းချိုင်နေမှာရောင်းချမှုကတော်တော်လေးကိုတိုးတက်လာခဲ့တယ်ဒါပြင်လာမယ့်ညရာဒီမှာလေ United အသင်းရဲ့ဒီနှစ်ရောင်းချမှုရဲ့အသီးပွင့်တွေကိုခံစားဖို့ ဖို့ရှိတယ်။ Rise Moon White လည်းရောင်းချမှုကလက်ရှိလာမဲ့နေရာမျိုးပတ်ဆိုင်ရဖို့ရှိတယ်။ပြီး Market Ratio ရောင်းချမှုကပတ်ဆိုင်အဲ့တော့အနည်းဆုံးဒီနှစ်ရောက် ရောင်းတာနေနေပေါင်တန်း60လောက်က United ကအိတ်ထက်ကပြေးမလွတ်ဘူး။အပြောချင်တာအရင်တုန်းကတည်းက Total လာခြင်းကလက်ရှိမှာ India ဆိုလက်အောက်မှာအသင်းရဲ့ဒါ structuring ကနည်းနည်းလေးတော်တော်လေးကိုတည်တာပြောင်းလဲလာခဲ့တယ်။ပြီးနောက်တစ်ခု United အသင်းလာကျွန်တော် COVID နောက်ပိုင်းမှာငွေကြေးရအရှုပ်တော်ပုံကတော်တော်လေးကိုများပါတယ်။အခုချိန်ထိတဲ့ကစားသမား transfer debt ကလည်းမြင့်မြင့်မားမားရှိနေသေးတယ်လို့ဒါကျွန်တော် asset debt ကလည်းတောက်လျှောက်အများကြီးရှိနေသေးတယ်။အခုလက်ရှိမှာဒါဂလီဇာပီတာစုအနေနဲ့ ခုချိန်ဒီအသင်းကိုရောင်းမလာမရောင်းဘူးလားဆိုတဲ့တူဝေမှုတွေလည်းအခုချိန်ဒီအများရှိသေးတယ်ဒါပေမဲ့အင်ဂျော့ဆိုးစုနဲ့ဓာရီကိုခဏခောက်ထားပြီးသူလောက်ဆရာရှိရလုံနေတယ်အသင်းနဲ့ခုလက်ရှိမှာ financially ရတော်တော်လေးကိုပြန်ပြီး healthy ဖြစ်လာခဲ့တယ်ငွေကြေးအခန့်ကဏ္ဍမှာ United အသင်းနဲ့ယူသင်းနဲ့ sponsor တွေကိုယူလာခဲ့တယ် sponsor ကြီးတွေများများတိုးပြီးကောက်လာခဲ့ပြီးတော့ United အသင်းနဲ့ဒါကျွန်တော်တို့လူမုန်းများမဲ့ကိစ္စတချို့ကိုသူတို့လုပ်ခဲ့တယ်ဒါအသင်းမှာမလူအပ်တဲ့ဥစ္စာတွေကိုဖြုတ်ထုတ်ပုံစံမျိုးလုပ်ခဲ့ပြီးတော့အသင်းအနေနဲ့ဒါတိုးတက်ရမယ့်လမ်းကြောင်းကိုအကောင်းဆုံးပြုလုပ်ခဲ့ပြီးအခုလက်ရှိမှာအသင်းကစတင်ပြီးတော့ငွေကြေးရကျမ်းမာရေးကောင်းကောင်းပုံစံမျိုးတစ်ခုစ တွင်လာတယ်ဒါပေမဲ့အဲ့ဒါက ကွင်းကွင်းမြင့်ကိစ္စအဲ့တော့နောက်တစ်ခုနဲ့ကောင်းတဲ့ချက်ကလက်ရှိကြာချင်းနေ့မနက်မှာကျွန်တော်ပြောခဲ့လို့ပဲ United ကွင်းသစ်ကြီးကိုစောက်ဖို့အတွက်လက်ရှိမှာ Mizing ကိစ္စကရသွားပြီဖြစ်တော့ United ကိုလည်းလက်ရှိကွင်းသစ်ကြီးပုံစံမျိုးနဲ့တွေ့ရမယ်။ဒါနဲ့ဆက်ဆက်ပြီးမကောင်းတဲ့ချက်တစ်ခုပြောရမယ်ဆိုဂလီဇာမီသားစုရဲ့စောက်ချိုးပဲ။ဂလီဇာမီသားစုကခုလက်ရှိမှာသူတို့တန်း850နဲ့ဝယ်ခဲ့တဲ့အတင်ခုလက်ရှိမှာ9ဘီလီယံနဲ့ဝယ်တဲ့လူသားရှိမယ်ဆိုရင်ဒါ Sergio Reguilón ရဲ့ share ကိုပါတော့ကျွန်တော်အတင်းတွန်းပြီးတော့ရောင်းသွားနိုင်တဲ့ Dragon Long Clause ကိုလုပ်ဖို့အတွက်လည်းစီစဉ်နေဆိုတဲ့ Colin Hala ဆက်ဆက်သတင်းတွေရှိတယ်။အဲ့တော့လက်ရှိမှာဗျာကျွန်တော်ခဏတို့ခဏခဏခမည်း တို့ခဏဘလောက်ပဲရှေ့ရရှင်ပြအခုလက်ရှိမှာ sorry လာတဲ့ဒီတိုင်းပဲ inios လာတဲ့ဒီတိုင်းပဲရှေ့ရှေ့လေးပဲဒါပေမဲ့ sorry တာလက်ရှိမှာဒါခုနပြောဆို UAE ကဒါအရှိလေပိုင်းဒီတာကဒါတထေးဒီတာလာလက်ရှိမှာရောက်ခခဲ့မယ်ဆိုရင်တော့ Premier League ကစောင့်ကြည့်မှုတွေအများကြီးပုံများပါမယ်အရှိရှိမှာတော့ကျွန်တော်အခုလက်ရှိ example ပြရမှာနော်အခုကျွန်တော်တို့ Manchester မှာ queen ဆောက်တယ်မလား inios ကိုအဆုမလို့အရန်ပြီးစိတ်မြန်တာ အင်းဒီယောစုအစုကအင်္ဂလန်မှာ respect ဖြစ်တယ်။ဒါခမကပရိုပဂန်ဒာထိတာပေါ့ခမကယုံကြည်ယုံမယုံကြည်ဘာလို့ကိုရီကျတော့တွေးနေမြင်နေကြကျွန်တော်ပူတည်ထားပါဒါကကွင်းမြင့်ကိစ္စအဲ့တော့ကွင်းတွေးကိစ္စ ကွင်းနစ်ကိစ္စမှာရူဘင်အာမိုရင်းရဲ့လက်ရှိအခြေအနေရူဘင်အာမိုရင်းနဲ့ခုချိန်ထိတခါကြရင်ပြန် United ကြီးရောက်လာတဲ့နီးပြတော်တော်များလဲခေါင်းမာတဲ့ကောင်က199ရောက်ကျွန်တော်ရောက် Manchester United ရဲ့နီးပြရဲ့တမှာဒါကျွန်တော်တို့ flexible တာကျခေါင်းထဲမှာတိတ်မမာတဲ့လူတွေဆိုလက်ညှိုးထိုးပြပါဆိုရင်တော့ Oligana Social တယောက်ပဲရှိမယ်ကျွန်တော်နည်းမြင်တယ်ဒါသူ့အနေနဲ့ကာလန်ဒေတာပေါ်မူတည်ပြီးသူသွားတယ်ပြိတ္တတရဲ့ criticism သူနောက်ဆုံးသူထွက်သွားတဲ့အချိန်မှာသူ့အနေနဲ့သူတောင်းပန်ပါတယ်သူအကောင်းဆုံးအချိန်လေးဒီမလုပ်ပေးနိုင်ခဲ့ပါဘူးသူတောင်းပန်ပြီးမှထွက်သွားတယ် ်အခုလက်ရှိမှာဒါကျွန်တော်တို့တချို့နီးပြရရှိလိုက်ဒါ Louis van Gaal ဆို United နဲ့ပတ်သက်အခုချိန်နေခဲမကြည့်ဘူးဒါ Eric Ten Hag ဆိုတဲ့ဒီတိုင်းပဲအခုလက်ရှိမှာ Ruben Amorim နဲ့ဒီ Lance ပုံစံမျိုးခက်ဆက်ဆက်လိုက်လာတယ်ဒါအသင်းအောင်မြင်မောင်မြင်မပြောဘူးနော် United ရောက်လာပြီဆိုရင်ငါတို့ကဒါကျွန်တော်တို့သူတို့ကိုသူတို့တစ်စိမ့်အဲ့ပေါ်အောက်ပါတစ်စိမ့်ပြင်းနီးပြပါပဲဒါပေမဲ့တခါကြရင်ပြလူတွေကဟိုနာပါဆိုပဲဒါဘဝင်မြင့်သွားလာဘာလာတော့မသိဘူးနော် Ruben ဆိုဒါကျွန်တော်တို့ Sporting တော့တော်တော်လေး flexible ဖြစ်တဲ့ baby interview ပါညာအခုလက်ရှိမှာငါငါငါ tactic ကမမာဘူးကစားတော့မှလည်း line မစော့နိုင်နဲ့ဆိုတဲ့ပုံစံမျိုးတွေပြောအဲ့တော့ လက်ရှိမှာဒီ director တချို့ပြိတ္တတွေက Ruben Amorim ရဲ့လက်ရှိအခြေအနေကကုံဆုံးသွားပြီဆိုတဲ့ပုံစံပြောတယ်။ဒါပေမဲ့လက်ရှိမှာ Ineos လို့အုပ်စုတဲ့ Jim Ratcliffe တို့ဘက်ကတော့အဖြစ်ကရှင်းပါတယ်။ Ruben Amorim ကိုလက်ရှိမှာဒီတစ်နှစ်တော့အ ਨੇ ဆုံးပေးဖို့စီစဉ်ရှိတယ်။သူတို့တွေပြောတာ Sir Jim Ratcliffe ပြောခဲ့လို့ပဲ၃နှစ်ပေးမယ်ဆိုတဲ့အစီအစဉ်ကတော့လက်ရှိမှာဘူးရှစ်ပါပဲ။တကယ်တမ်းဒါကျွန်တော် Chris Wheeler ပြောဝင်ရတကယ်တမ်းပေးခဲ့မယ်ဆိုတော့ဒီနှစ်ဒါကျွန်တော်တို့အရာဒီတစ်ခုသူတို့ပေးမယ်။တေချာတကွာ United အသင်းနဲ့အဲ့လောက်ကြီးတော့တကွာမရောက်နိုင်ဘူး။ဒါခုနကပြောဒါပေမဲ့ခုနကပြော United ဒီနှစ်ရဲ့ objective ကရှင်းတယ်။ဥရောပဝင်ဝင်ရမှာရမယ်။ဝင်ဝင်မရအောင်ဆို United အသင်းနဲ့ငွေ ွေကြီးပိုင်းရအရန်ဆုံးရှုံးမှုမြင်လာခဲ့မယ်။နှစ်နှစ်ဆက်ဥရောပမူဝဲမှုက United အသင်းရဲ့ဒါငွေကြီးပိုင်းရထင်တာထက်ပိုပြီးထူးခြားမှုများလာ။အဲ့တော့ဒါကတော့ Sergio Reckless လက်ခံမယ်လို့ကျွန်တော်အနေနဲ့မထင်ဘူးပေါ့နော်။အဲ့တော့ပြီးဆုံးပြဆိုစီကမှ Manchester United အသင်းနဲ့ဒါကျွန်တော်လက်ရှိမှာ Ruben Amorim ကြောက်ဆက်ပြော။ United စီမှာလေးဗျာ။ဒါလက်ရှိမှာ Queen တွင်းမှာနောက်တစ်ခုပြောရမယ်ဆိုကြီးစားရတာများတယ်။အာနီးပြကဆော့အမနီးပြကိုတိုင်ကလည်းသူကိုယ်တိုင်လိုအပ်ချက်တွေအများကြီးရှိပြီမယ်နီးပြဆော့ခိုင်းတဲ့ဥစ္စာဆော့ရတယ်နီးပြတက်တစ်ကမဟုတ်ဘူးဆိုရင်အာနီးပြဆော့ခိုင်းတဲ့စနစ်တွေကတိတ်ပြီးမမိုက်ဘူး အခုနောက်ပိုင်းတခုကောင်းသွားတာအင်္ဂလန်ကစားသမားတွေတပြေပြေ United အသင်းမှာနေပါလာမှုကဒါကျွန်တော်နည်းနည်းတော့အာရုံနောက်တတသွားတယ်လက်ရှိမှာ United အသင်းအနေနဲ့တွားနေတဲ့ပုံစံကလက်ရှိမှာနောက်ပိုင်းကတက်ကြီးကစားသမားတွေကိုဒါရှင်းထုတ်ပြီးတော့တက်ငယ်ကစားသမားတွေအဓိကခေါ်ယူသွားမယ်လက်ရှိမှာဒါလီစကားကိုပြောလို့လွယ်လွယ်ပြောလို့မလွယ်ပြင်းမဲ့ဘာလို့ဆိုလက်ရှိမှာ Harry Maguire ကို Casemiro ကိုစာချုပ်တက်ချုပ်ဆိုပြီးတော့ United အသင်းကပြင်ဆင်နေတယ်အဓိကတော့ရှင်းပါလိမ့်ဒါသူတို့အနေနဲ့ market ထဲမှာ Wayne ကစားသမားတွေထက်ခေါ်တာပတ်စံပေးပြီးထက်ခေါ်တာတဲ့စာရင်သူတို့အနေနဲ့ရှိတဲ့ကစားသမားတွေလုခလတ်စာနည်းနည်းနဲ့ထိန်းထားပြီးတော့သူတို့ပြင်ဆင်လာတဲ့ပုံပါပဲအဲ့တော့ ်လက်ရှိတာ United ကစားပုံကစားပုံကတော့လက်ရှိတာကျွန်တော်ဆန်ဒါလန်နဲ့ပွဲစဉ်အဲပွဲဒီနှစ်တစ်နှစ်လုံးပါပေါ့နော်ဆန်ဒါလန်ပွဲစဉ်လက်ရှိပွဲတစ်ပွဲနှစ်ပွဲလောက်ကလွန် United စီကနေပြဟာငါတို့တင်းကွာဒါကျွန်တော်ကောင်းလို့ရှုံးသွားပြီငါတို့တင်းကအစင်ပြေလိုက်တာဆိုတဲ့ vibe မျိုးတော့မတွေ့ရဘူး ဒါပေမဲ့ရူဘယ်အာမိုရင်းနယ်ကူလက်ရှိမှာဒါကိုပြင်ဆင်ခွင့်အချိန်ရှိမယ်။သူများတို့ဒါကျွန်တော်တို့လက်ရှိမှာဂျာရဲ့ပွဲတွေဘာညာမရှိရဲ့အသင်းသင်းတွေနဲ့ရူဘယ်အာမိုရင်းကောင်းကောင်းကြီးအချိန်ယူပြီးလုပ်လို့ရမယ်တဲ့မှာပါတယ်။လက်ရှိမှာပိုင်ရှင်ကိုတိုင်းကလည်းသူ့ကိုအချိန်ပေးမယ်ပြောတဲ့ကြောင့်ရူဘယ်အာမိုရင်းနယ်ကူလက်ရှိမှာသူ့ကိုတိုင်းခေါင်းမာတာတဲ့ဆိုင်ဒါကာလန်ဒီတန်နဲ့မ3ဘက်ဆို3ဘက်အခု3ဘက်လည်းလက်ရှိမှာဆိုတော့အဲ့တော့အန်တိုနီယိုကွန်ဒီကိုတိုင်းကလက်ရှိမှာ4ဘက်တစ်ခါကြရင်ဆို4 1 4 1အန်တိုနီယိုကွန်ဒီဆော့နေပြီဗျာတည်လားကျွန်တော်ပြောရလက်ရှိမှာဒါဇာဘီအလွန်ဆိုးကိုတိုင်းကိုလည်းဒါတစ်ခါကြရင်ရီယယ်မတ်မှာ4ဘက်ဆော့နေတဲ့ movement နဲ့ခဏခဏတွေ့ရအဲ့တော့ကျွန်တော်ပြောရဗျာ အဲ့လိုလိုပြောင်းလဲစရာတခါလည်းမဟုတ်ကျွန်တော်လည်း technical ရဆရာကြီးလည်းမဟုတ်ဒါပေမဲ့တခါရင်မကိုအတင်းချီတယ်မကောင်းတဖက်အတင်းကကိုအတင်းကြောင့်ကိုနားလေပြီအေးတခုအဲ့တဖက်အတင်းနားမလဲငါတို့ဒီအတင်းကဘယ်လိုလုပ်မလဲဆိုတဲ့ပုံစံမျိုးကိုရူဘင်အာမိုရင်းပြောင်းလဲတင်နေမြင်နောက်တစ်ခုကစားသမားတွေတခုခုဆိုဒါခုနပေါ်ဆိုပြဒါကျတော့နီးပြရေဝေဘန်ကန်ရဲ့ပုံတော့မကြောက်ကစားသမားတွေကိုရန်ကလည်းစောက်ဖြင်းနေများနေ United မှာဒါရှင်းရှင်းလေးပြောတာဒါလူရှိုးဆိုတချို့တချို့ဟာကိုတိပြားဒီကောင်ဝင်းမက်မလို့စီးစတာပဲဝင်းမက်မှာဆိုတော့လေဒါ သူ့ရဲ့ဝေးရာမပြေးနိုင်ဘူးပြင်တန်ရရသွားဘယ်ရရသွားတလတ်တလတ်လောက်နားအောင်ပြင်တန်တလတ်တလတ်နေသုံးလေးလပြန်ဖြစ်တော့အတချို့ကစားသမိုက်ကြလက်ရှိမှာဒါအီယန်ဆော့ပေးခြင်းတန်အယူရီယခဏခဏဥပမာမေဆန်မောက်ဆိုလက်ရှိမှာယူနိုက်တက်အတားဆော့ပေးခြင်းတယ်ဒါပေမဲ့သူ့အနေနဲ့အများကြီးဆော့ပေးလို့မရဘူးအဲ့လိုပုံစံအဲ့တော့ United ဘက်ကလည်းဒါကျွန်တော်တို့ကစားသမားခေါ်ယူမှု scouting system မှာလည်းလိုအပ်ချက်တွေအများကြီးရှိအဲ့တော့ဒီနေ့ခေါ်ယူမှုကတော့ဒါမစိုးသေးဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါသရှိမှာ Matthews corner ကတော့ performance ရသိပ်ပြီး wow ဖြစ်စံရှိမှာအမ်မွမ်းမှုတပြေးကောင်းလာခဲ့တယ်။ Sasco ရဲ့ goal တင်းနှုန်းတွေပြန်ပြီးပြန်မှန်လာခဲ့တယ်။ဒါတွေကပြောစရာမလိုတဲ့အနေထားပါအဲ့တော့ ယူလိုက်တဲ့အသင်းစီကနေပြီးတော့ခါတိုင်းထက်ပိုကောင်းတဲ့အသင်းတင်းကိုကျွန်တော်မြင်ရမှာဒီနှစ်မှာကျူးစားရတော့ဖြစ်တယ်။ဘာလို့ပြီးတော့သူများ ਈ ထက်မတူတယ်ဗျာ။ United ပွဲပန်းတဲ့အချိန်ကသူများ ਈ ပွဲဆက်ပန်းလာတဲ့အချိန်မှာ United ကအေးစစ် rhythm နဲ့ movement နဲ့အကုန်လုံးကိုကောက်ပြီးခေါင်းခေါက်သွားလို့ရနေကြမှာရှိတယ်။ပြောချင်တာဗျာ United အသင်းနဲ့ဒီနှစ်မှာသူများအားနည်းနေလို့ဆိုတော့အခွင့်ကောင်းယူကိုယူရမယ်နှစ်တစ်နှစ်ဆိုတော့လုံးဝလုံးဝ100%ညင်းစရာမလိုဘူး။ဒါပေမဲ့ United အဲ့ဒါကိုမယူနိုင်သေးဘူး။အဲ United အသင်းနဲ့အခုလက်ရှိမှာဒီလိုချင်းကဒါ right movement ဖြစ်လာပြီးယူကိုယူရမယ်ချင်မယူနိုင်ဘူးဆိုတော့ဒါကျွန်တော် Ruben Amorim နဲ့ဂျောင်းရမှာပဲရှင်းရှင်းလေးပဲ။ ော့ကျွန်တော်အနေနဲ့ပြောမှာကွင်းတွင်းကကွင်းပြင်ပိုင်းမှာ United အစီအစဉ်တော်တော်လေးကို positive ဆန်လာတယ်။ကွင်းတွင်းတိုင်းမှာဆိုလက်ရှိမှာဒုံရင်းဒုံရင်းဖြစ်နေ။အဲ့ဒါကြီးကိုပြောင်းလဲပို့လို့ရတယ်။ဒါလောက်ပဲ။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုပေါအောင်ကူညီလို့ရပါတယ်။မြန်မာလက်ကလပ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလပ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ Ultimate တို့မှာလည်းကောင်းမွန်တော်နေနေဖြစ်ပါတယ်။စုမုံကောင်တောင်းပြနေပဲ။ကျွန်တော်တို့နောက်မှ AAC တွေ့ကြတာပေါ့။ Ultimate တို့မှာလည်းကျွန်တော်တောင်းပြပါဗျ။ Give up ဗျ။